အားလုံးမင်္ဂလာပါခင်ဗျာမင်းခံပေါင်ချန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တင်ပြပေးနေတာကတော့ကိုဖြိုးဝေရေးသားတဲ့သတင်းသုံးသက်ချက်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာတို့ပေးလာတဲ့လစာအမြန်ဆုံးအကောင့်ထဲပေါ်မဲ့တရုတ်မြန်မာစီးပွားရေးဇင်းညံနဲ့အနာဂတ်နိုင်ငံတော်ရဲ့ဝင်မျိုးတိုးတက်မှုကိုထိခိုက်လာမဲ့လူအိုတိုးဝှမှုဆိုတဲ့သတင်းသုံးသက်ချက်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့သတင်းသုံးသက်ချက်လေးမစတင်ခင်မှာ ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြအပ်ပါရခင်ဗျာ ဟုတ်ကဲ့ရင်းသုံးသက်ချက်လေးစတင်လိုက်ကြရအောင်ခင်ဗျာပြီးခဲ့တဲ့စက်တင်ဘာလမှာမြမကုံထုံးလုံးမှုကအအကောင်ဆုံးနှုံးနဲ့ထမှန်တိုးတက်လာလို့ PMI အညွန့်ကိန်း53ကျော်အထိရောက်ရှိခဲ့ပြီးနှစ်လဆက်တိုက်အလယ်အမှတ်90အထက် ရောက်ရှိခဲ့တယ်လို့ဂျပန်နိုင်ငံက Nikkei ရဲ့ S&P Global မြမထုံးလုံးမှု BMI စစ်တမ်းကပေါ်ပြလာတဲ့ဒီရက်သက်တပတ်မှာပဲပြည်တွင်းဒေါ်လာဈေးကကျက်4000အောက်စတင်ကျဆင်းလာပြီမဲ့ကုန်စင်းတို့ကအမြင့်ပြန်နေမှုနဲ့ရွှေဈေးကအစိုးရရည်ညွှန်းဈေးတက်7သိန်း20ဝန်းကျင်များမြဲများစေအခြေအနေဆိုတာကိုထပ်မံတွေ့ရှိခဲ့ရပါတယ်အခြားတစ်ဖက်မှာဆိုရင်လည်းပြည်ဦးလင်မျိုး လူနေထူထပ်မှုများလာပြီးခီးသွွားများလာမှုနဲ့ကိုက်ညီစေဖို့အပြင် ဒေသထွက်ကုန်တွေတနေရာတဲ့ဝယ်ယူနိုင်စေဖို့သူ့မင်္ဂလာဈေးညံတော်ဈေး6ထက်အစင်းမြင့်ဈေးသည့်တိဆောက်ခဲ့တဲ့အကြောင်းယာယီသမရပြောကြားလာတာဆက်မှုဆောင်28ခုဆက်မှုရက်ကွက်9ခုနဲ့တိဆောက်တဲ့တီထောင်စဲဆက်မှုဆောင်စီမံကိန်း2ခုရှိတဲ့မြန်မာနိုင်ငံမှာဆက်မှုဆောင်တွေကိုအစင်းမြင့်တင်ခြင်းအဖြစ်နိုင်ငံတော်ရဲ့ဆက်မှုကဏ္ဍကိုဖွံ့ဖြိုးတိုးတက်လောင်အောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့နိုင်ငံတော်ဝန်ကြီးချုပ် ဥညိုစောပြောလာတာကာတာနိုင်ငံကကုမ္ပဏီတွေမြန်မာနိုင်ငံမှာရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းလုပ်ငန်းတွေမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ LNG ကဏ္ဍမှာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးကြတာတွေဘဟုဗန်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ22သန်းထပ်မံထုတ်ရောင်းမှာဖြစ်လို့ဒီဘဏ္ဍာနှစ်6လကျော်အတွင်းမှာဒေါ်လာသန်း900ကျော် ထုတ်ရောင်းပေးထားခဲ့တယ်ဆိုတာတွေဒီဘဏ္ဍာနှစ်ပထမ6လပတ်မှာ ဆန်စကွက်တင်ပို့ဖို့ရှာထားချက်ပြင့်မိခဲ့လို့ဒုတိယ6လဘက်မှာတန်ချိန်တိတသမ8သန်းအထိရှာထားချက်တိုးမြင့်တင်ပို့သွားမယ်ဆိုတာတွေအပြင် NUG ရဲ့ကျောပါပါအဖွဲ့ကခုတ်ထုတ်ထားတဲ့ကျွန်းသစ်၈တန်းကျော်ကို လေလံတင် ရောင်းချလို့ဝယ်ယူလာပြီး ပလဲမြိုင်ပခုတ်ကိုပါအဖတွေတန်းအခွန်ဆောင်ယူလာခြင်းရေစကြိုဗရက်ကဖန်စီပြီးတော့တေရောရင်မာသိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ဂါဇာစတန်နိုင်ငံကိုမြမအပေါ်ဆန်းမွေးတင်ဖို့နိုင်ရေးဆွေးနွေးခဲ့တယ်လို့ယာယီသမ္မတပြောကြားလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ဒီဒီမတ်ရဲ့စီးပွားရေးသုံးသက်ချက်ကိုတော့နိုင်ငံဝန်ထမ်းတွေကိုလဆန်းထောက်ပံ့ကြီးတိုးပေးမှုတရုတ်မြန်မာစီးပွားရေးဈေးညံကိုအမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ပြောကြားလာမှုနဲ့အနာဂတ်နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေမဲ့လူအို တိုးပွားမှုတွေအကြောင်း သုံးသက်တင်ပြခြင်းပါတယ် ဥဇံဗရမသုံးသက်တင်ပြရရင်တော့တိုးပေးလာတဲ့လဇာကဏပဲဖြစ်ပါတယ်တမ္မတော်ကနိုင်ငံတော်ကိုတာဝန်ယူထားတဲ့ကာလအတွင်းမှာတနေ့လောကလဇာပြောင်းလဲသတ်မှတ်ပေးနိုင်မှုမရှိပေမဲ့အစမတန်တက်လာတဲ့ကုံစင်းနှုံ၌လက်ရောညီတွေဖြစ်လာအောင်လဇာမှာထောက်ပံ့ကြည့်ချက်တထောင်စီ၃ငိန်တိုးပေးခဲ့တာ တွေ့ရပြီးဒီဒီချိန်မှာဆိုအခုအော်တိုဘာလတရက်ကစပြီးနိုင်ငံဝန်တန်းလုံခြုံရေးတပ်ဖွဲ့အပြင် ပင်စင်စားတွေကိုပါ တိုးပေးခဲ့တာတွေ့ရပါတယ်ကခဲကြက်တန်းနေတဲ့ဒီကလာမှာတိုးပေးတဲ့ကြက်3000ဟာတင်းတင်းနဲ့ဆန်5ပြည်စာလောက်ကျုပ်အလုံး60လောက်ရနိုင်လို့ဇနီးမောင်နှံ2ယောက်လောက်ရှိတဲ့အိမ်တော်မျိုးအတွက်တော့ခုသာခံသာဖြစ်မဲ့အခြေအနေပါဒီကရက်2021ခုနှစ်ကစကမ္ဘာမှာစစ်ပွဲတွေတန်ဆူလာပြီး နိုင်ငံတိုင်းကစားနေရိတ်ခံဖူလုံရေးကိုဦးစားပေးလာတာ မြန်မာနိုင်ငံမှာနေရအနှံ့စစ်တွေဖြစ်ပြီးမဆိုင်နိုင်မပြိုးနိုင်ချိန်မှာဝိသမလောမသားတွေကကုံစင်းနှုံထက်ဆွတ်တင်လို့လဲပြည်သူတိုင်းဒုက္ခကြုံရတဲ့ကုံစင်းနှုံဖောင်းပွားမှုအပြင် နေရနဲ့မှာပေါ်ထွန်းလာတဲ့လက်နက်ကင်တွေရဲ့အခွန်အမြီးတက်စကြေးကောင်းမှုတွေနဲ့နယ်စပ်လမ်းကြောင်းတွေကိုပန်းကရင်သဘုံတွေပိတ်လိုက်ချိန်မှာမြမကုံစင်းနှုံမြင့်တက်မှုကသိုးတရက်ဆိုးလာပြီးပြည်သူတွေမှာကလစာထောက်ပံ့ကြီးဘလော့တိုးပေးတိုးပေး ပေးကပေးဤမရဆိုတဲ့အခြေအနေနဲ့အသက်ဆက်နေရတာပါဒီလိုအခြေအနေမှာကုံစင်းလုံးကြကျင်တယ်ဆိုအစိုးရတရက်တည်းကကုံစင်းလုံးဆွဲချခြင်းနေလို့မရပဲတိုက်ပွဲတွေရပြီးပြန်လဲစိုက်ပျိုးထုတ်လုပ်နိုင်မှကုံတွယ်ရေးလမ်းကြောင်းတွေအကုန်ပြန်ပွင့်လာမှနေရအနှက်ကလက်နက်ကင်တွေရဲ့စကြေးဂိတ်တွေပိတ်နိုင်မှလေရင်စီအကြောင်းပြပြီး73စီမှန်သမျှပိတ်ဆို့ခိုင်းနေလို့ ကုံသွယ်ပို့ဆောင်ရေးအတွက်အဓိကအရေးပါတဲ့လောင်စာစီကုံစင်းနှုံးတွေကြာဆင်းပါမှာဝိသမလောမန္တာတွေဖန်းစီအရေးယူမှကုံစင်းနှုံးတွေပြန်လဲကြာဆင်းမယ်ဆိုတာလူလူကလည်းနားလဲကူညီဖို့လိုပြီးအဓိကအပြည့်လက်နက်ကိုင်းလမ်းစဉ်ကို မထောက်ခံမှကုံစင်းနှုံးကြာဆင်းရေးကိုဆက်လုပ်လို့ရမယ်ဆိုတဲ့တွေးခေါ်မှုမျိုးပြောင်းလဲနိုင်ဖို့အရေးပေါ်လိုအပ်နေတယ်ဆိုတာသတိချက်စီခြင်းပါတယ် ဒုတိယတစ်ခုအနေအချင်းတော့အမြန်ဆုံးအကောင့်ထဲပေါ်မဲ့တရုတ်မြန်မာစီးပွားရေးဈေးညံဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်။ရုရှားနိုင်ငံကာဇက်စတန်နိုင်ငံကိုအလုတ်ဘောခီးသွားရောက်ခဲ့တဲ့ယာယီသမရဟာတရုတ်နိုင်ငံကို ခီးတထောက်အနားမှာတရုတ်ကွန်မြူနတီပါတီယူနန်ပြည်နယ်ပါတီကော်မတီအမြဲတမ်းကော်မတီအဖွဲ့ဝင်ယူနန်ပြည်နယ်ပါတီကော်မတီရဲ့နိုင်ငံရေးနဲ့ဥရီရေးရာကော်မရှင်အတင်ရွေးမှုမစ္စတာ ဟူဒီပင်နဲ့တွေ့ဆုံစင်မှာပဲတရုတ်မြန်မာစီးပွားရေးဈေးညံမှာပါဝင်တဲ့စီမံကိန်းတွေအမြန်ဆုံးအောင်မြင်အောင်အကောင့်ထဲပေါ်နိုင်ရေးဆွေးနွေးခဲ့ပါတယ်တိုက်ဆိုင်နာလားတရုတ်မြန်မာစီးပွားရေးဈေးညံကိုအမြန်ဆုံးအကောင့်ထဲပေါ်မှုရဲ့ပန်းတိုင်လားနှစ်ခုစလုံးလားလို့ပြောရမယ့်အခြေအနေဖြစ်တရုတ်မြန်မာစီးပွားရေးဈေးညံပြန်လည်စတင်နိုင်ရေးအဓိကအနောက်ရှက်ပေးနေတဲ့ TNL ကိုလည်းတမတော်ကအပြင်းထန်ခြိမှုမှုအဖြစ်အချိန်နှလာခွဲအတွင်းမှာ ရှမ်းမြောက်ကတောင်းလက်နက်ကင် TNL သိမ်းထားတဲ့နောင်ချိုကြောင်မဲတို့ကိုလည်းပြန်သိမ်းထားတာလည်းတွေ့ရပါသေးတယ်။ဒါအပြင် TNL သိမ်းထားတဲ့တခြားနယ်မြေတွေဖြစ်တဲ့သီဘော မန်တုံမိုးခုတ်နန်းဆန်စတဲ့နေရာတွေကိုလေကြောင်းကတိုက်ခိုက်မှုတွေပြုနေတာလည်းတွေ့ရပါသေးတယ်။ရှမ်းမြောက်ဟာ TNL ဝတ်တွားသွားတာနဲ့ငြင်းငြမ်းမှုရနိုင်မဲ့အခြေအနေ ရှိနေချိန်မှာအထူပနားမလဲပဲစီရေးရွေးပြီး တတိရှိရင်တတ်ယူဖို့လေးကျဲခဲ့တဲ့ DNL ဟာမြို့နှမြို့ပန်းအပြီးမှာတော့အဖေကပန်းအမေကပန်းဖြစ်နေပြီးသူ့ဘက်ကနေ UNG ပါဝင်လေလို့သာစစ်ကူရနေတဲ့ပုံစံလဲတွေ့ရပါသေးတယ်တကယ်တော့တရုတ်မြန်မာ စီးပွားရေးဇင်းကြံ China Myanmar Economic Corridor CMEC အလွန်ကြီးကျယ်ပြီးအဓိကမန္တန်ကြီးတွေအဖြစ်သတ်မှတ်ထားတဲ့စီမံကိန်းများစွာအပြင် အကြမ်းသောဆက်ဆက်စီမံကိန်းတွေအများပြန်ထပ်မံပါဝင်နေပါသေးတယ်။ CMEC ရဲ့အဓိကရည်မှန်းချက်ဟာတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမီးမျိုးကနေမြန်မာနိုင်ငံကိုဖျက်ပြီးဘင်္ဂလားပင်လယ်အော်ကျောက်ဖြူမြို့အထိဝိုင်းပုံသဏ္ဍာန်စီးပွားရေးလမ်းကြောင်းတစ်ခုပေါ်ဆောင်ဖို့ဖြစ်ပြီးအဓိကစီမံကိန်းတွေအဖြစ်ကျောက်ဖြူရင်းနဲ့စိတ်ကန်းနဲ့အထူးစီးပွားရေးဆောင် တရုတ်မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုံတွေနဲ့ CMEC ကိုအသက်သွင်းမဲ့ရထားနဲ့ကားလမ်းတွေဖြစ်တဲ့မန္တလေးမူဆယ်မီးရထားလမ်းစီမံကိန်းတွေပါ CMEC မှာမူလကစီမံကိန်း40လောက်အထိစဉ်းစားခဲ့ပူးပြီး LD အစိုးရဟောင်းလက်ထက်မှာစေုံသမရရှိချင်းမြင်ကိုတိုင်းမြန်မာပြည်လာပြီးစီမံကိန်း33ခုလက်မှတ်ရေးထိုးသွားခဲ့သေးတာ CMEC ကအဓိကအားဖြင့်ကုန်သွယ်ထောက်ပို့လမ်းကြောင်းဖြစ်ပြီး BRI ရဲ့ရင်းမြစ်ကြော်ရိုးလည်းဖြစ်လို့ ဒီစီမံကိန်းသာအမြန်အကောင်အထည်ပေါ်နိုင်ရင်တနိုင်ငံလုံးဖြစ်ပွားနေတဲ့စစ်ကြောင်းပြည်စည်းရိုးရင်းနေမှုအလုံးအမြန်ဆုံးတိုးတက်သွားအောင်ကုံသွဲထောက်ဖို့နဲ့ကြံဆောင်နိုင်မဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့လည်းတရုတ်နဲ့လုပ်တဲ့စီမံကိန်းတွေဟာကိုယ်နိုင်ငံကအသာရလိမရှိဘဲနစ်နာမှုကန့်ကွက်မှုတွေအမြဲကြုံရတာကြောင့်နှစ်နိုင်ငံပြည်သူမနစ်နာရအောင်စနစ်တကျမဟာဗျူဟာချမှတ်ရမယ့်အပြင်ပလောင်ပြည်နယ်အိမ်မက်ကို အတင်းကာရောမပြီး တနိုင်ငံလုံးကလက်သင့်မခံတော့တဲ့ DNL ကိုအမြန်ဆုံးအမြင့်ဖြုတ်ဖို့လဲအခုထက်ကိုနှစ်ဆပိုကြိုးပမ်းရပါလိမ့်မယ်ဟုတ်ကဲ့တတိယသတင်းသုံးသပ်ချက်အဖြစ်တော့အနာဂတ်နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမဲ့လူအိုတိုးပွားမှုဆိုတဲ့သတင်းသုံးသပ်မှုလေးဖြစ်ပါတယ်2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာ၎င်းစီးအရာမြန်မာနိုင်ငံရဲ့ခံမှန်းလူဦးရေ90%ကျော်မှာ အသက်60နဲ့အထက်လူဦးရေက6ဒသမ1တန်းကျော်ရှိတဲ့အတွက်စုစုပေါင်းလူဦးရေရဲ့စနစ်ရငိုင်းနှုန်းကန့်ရှိနေသလို2050ပြည့်နှစ်မှာအသက်60နှစ်နဲ့အထက်အသက်ကြီးပုဂ္ဂိုလ်ဦးရေက73တန်းကန့်ရှိလာပြီးစုစုပေါင်းလူဦးရေရဲ့20ရငိုင်းနှုန်းအထိတိုးပွားလာမယ်လို့ကမန်းထားကြောင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကပြောကြားလိုက်ပါတယ် ဒါအပြင်မြန်မာနိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းကိုကြည့်မယ်ဆို2014ခုနှစ်မှာ1.5ရာခိုင်နှုန်းရှိရာက2023ခုနှစ်မှာ1.1ရာခိုင်နှုန်းအထိဆက်လက်ကျဆင်းလာတဲ့အပြင်2019ခုနှစ်ကြားပြသကောင်စင်းအရာ9နှစ်ရောက်ကလေးသေးဆုံးမှုနှုန်းက4ရာခိုင်နှုန်းနီးပါးဖြစ်ပြီး2024ခုနှစ်မှာ3ရာခိုင်နှုန်းအထိကျဆင်းခဲ့ပေမဲ့မွေးဖွားနှုန်းနဲ့နှိုင်းယှဉ်ရင်သေဆုံးမှုနှုန်းကပိုများနေလို့ အချိန်ကြာလာတာနဲ့အမြလူဦးရေပြန်ပြည့်ဖို့ခဲချင်းလာမှဖြစ်ပြီးလူအများစုဖြစ်လာတဲ့ aging society ဘဝကိုမကြာမီရောက်ရှိလာတော့မှဖြစ်ပါတယ်မြန်မာနိုင်ငံ LD Party မင်းမတမာမှုပြူဟာကစတဲ့လက်နက်ကင်ပြိပကန်နဲ့စီရီယန်ကြောင်းလူငယ်တွေပညာမတတ်မှုလက်နက်ကင်မှုကြောင့်စစ်သားစုဆောင်မှုလက်နက်ကင်တိုက်ပွဲတွေ စစ်ဖြစ်ပွားနေတဲ့အခင်းချင်းကြားမှာမနေလို့ပြပကိုလူငယ်တွေအစုလိုက်ပြုံလိုက်ထွက်ကုန်ကြတဲ့ကပောင်းကနေအခြေအနေကိုဒီကာလမှာကြုံတွေ့နေရတာပါဒီလိုမျိုးလူငယ်တွေပြုံးတီးနေချိန်မှာလူအုပ်တွေထပ်များလာမယ်ဆိုတာက နိုင်ငံတော်ကိုဝန်ထုတ်ဝန်ပိုးဖြစ်စေပြီးအတင်းယုံထားရမယ်စီးပွားရေးတိုးတက်မှုကို အနောက်ရှက်ပေးတော့မယ့်အခြေအနေပါဒီအခြေအနေတွေဟာအစိုးဆုံးမှာဆိုရင် လုံသားအင်အားရော့ကြတာ ကျမ်းမာရေးနဲ့လူမှုဖူလုံရေးစည်းပင်စင်စည်းမြင့်တက်တာတကြီးရွယ်အိုစောင့်ရှောက်မှုတွေလိုအပ်လာပြီးဒီလိုအုံမင်းမစွမ်းသူတွေပြန်စောင့်ရှောက်ရတဲ့မိသားစုဝန်တို့ဝန်ဘိုးတွေတက်လာတာအုံမင်းသူတွေများလာမှုနောက်မှာကျမ်းမာရေးဝန်ထမ်းတွေအပေါ်ဖီစည်းလာပြီးမနိုင်မနှင်းပုံမှုဖြစ်လာမှာ AI ခေတ်မှာလူဦးရေအများစုတကြီးရွယ်အိုဖြစ်နေတဲ့အခါ နိပညာအသစ်တွေစမ်းသစ်တူတူမှုတွေနဲ့ခင်မိတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလက်ခံကျင့်သုံးဖို့ခက်ခဲလာပြီးဖွံ့ဖြိုးမှုနောက်ကျတာစတဲ့ဗတ်စုံဝင်ပြီးမှုတွေဖြစ်လာတော့မှာပါဒီအခြေအနေတွေကိုအခုကာလကလေးကအစိုးရအနေနဲ့မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့လိုပြီးပင်စင်တန်းတိုးမြင့်တာတကြီးရိုတွေအတွက်အချိန်ပိုင်းအလုပ်တွေလုပ်ကိုင်းစေတာအသက်90ကျော်လာရင် ကိုကိုကိုလူအိုလို့တတ်မှတ်ပြီးအလုပ်မလုပ်ကြတော့တာစတာတွေကြိုတင်ပြင်ဆင်ရမှာဖြစ်သလို လက်ရှိကာလမှာရင် ပင်စင်စားတသန်းကျော်နဲ့ပင်စင်ကိုနှစ်စဉ် trillion ချီပြီးတော့ပေးနေရတာတွေ short ချနိုင်ဖို့အရင်ကလှုပ်ဆောင်နေတဲ့ဝန်ထမ်းနေနောင်ရေးဘိုးရန်ပုံငွေအပြင်ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်းနှစ်ပေါင်းများစွာလှုပ်ဆောင်နေတဲ့ဝန်ထမ်းတွေကိုအိုမင်းမဆန်းချိန်ထောက်ကူပေးမဲ့နောင်ရေးရန်ပုံငွေကိုအစွန်းရကဥဆောင်တီထောင်ပေးဖို့လိုအပ်ပါလိမ့်မယ် လူအိုတွေအတွက်ပြင်ဆင်နေတဲ့တစ်ချိန်တည်းမှာမွေးဖွားနှုန်းကျဆင်းလာတာကိုလည်းမြင့်တင်ဖို့လိုအပ်မှာဖြစ်ပြီးဒီလိုမွေးဖွားနှုန်းကျဆင်းမှုရဲ့အမြင့်မြေဖြစ်တဲ့ကုန်စင်းနှုန်းကြီးမာတာအိမ်ငန်းငှားကလိုနေထိုင်မှုစရိတ်ကြီးတာပညာသင်ကြားစရိတ်ကြီးမာတာဓာတ်တွေကိုရှော့ချနိုင်ဖို့အိမ်အောင်ပြုသူတွေကလေးယူတဲ့အခါထောက်ပံ့ကြီးပညာသင်ထောက်ပံ့ကြီးစတာတွေစနစ်တကျလှုပ်ဆောင်ရမှာပါလူအိုနိုင်ငံအဖြစ်ကိုမြန်မာနိုင်ငံကစကြုံရတာမဟုတ်ပဲ အခြားကမ္ဘာနိုင်ငံတွေလည်းအများအပြားကြုံခဲ့ကြဖြတ်ကျော်ခဲ့ကြဖြတ်ကျော်ဖို့ပြင်ဆင်နေကြတာဖြစ်လို့ဒီလိုနိုင်ငံတွေကနေအတွေ့အကြုံယူပြီးပြင်ဆင်ရပါလိမ့်မယ်25နှစ်ဆိုတာဟာလူတယောက်ရဲ့အသက်နဲ့တွက်ဆမယ်ဆိုရင်အထူးသဖြင့်မြန်မာနိုင်ငံလိုအရွယ်မတိုင်ခင်သေဆုံးမှုနှုန်းမြင့်တဲ့နိုင်ငံအနေနဲ့ဆိုရင်များတယ်လို့ထင်ရပေမဲ့ကမ္ဘာတည်သူရဲ့တည်ရက်နေမဲ့နိုင်ငံတစ်ခုအနေနဲ့ဆိုရင် မကြခင်ရောက်လာမဲ့ကာလပါပဲဒီလိုကာလဟာစည်ရဲမွဲတီစုပ်ပြတ်နေပြီးစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံပြန်လည်ထူထောင်ဖို့မှာရင်းနှီးသူဝါကူနှစ်တလို့ဖြစ်နေမှာဖြစ်တာကြောင့်အစိုးရတာဝန်ယူထမ်းသူတွေဝန်ကြီးဌာနအကြီးအကဲတွေဖို့အခုကတည်းကအေဂျင့်ဆိုဆိုက်တီမှာအထိမနာဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လူဦးရေအုံမင်းချင်းဟာရှောင်လွဲမရတဲ့အနာဂတ်ဖြစ်ပြီး လက်ရှိပြည်ပကပခတွေနဲ့စီးပွားရေးကြတဲ့မှုတွေကအနာဂတ်ကိုပုံမဆိုးရွားစေမှာဖြစ်ပေမဲ့နိုင်ငံတော်ကဒီဆိုးရွားလာမဲ့အနာဂတ်ကိုလူမှုဖူလုံရေးကျန်းမာရေးနဲ့အလောက်ကံဤကဏ္ဍတွေစနစ်တကျပြင်ဆင်ခြင်းနဲ့စိုးကျိုးတွေကိုရှော့ချနိုင်မှာဖြစ်လို့လာမဲ့ရွေးကော်ပွဲအပြီးတိုင်းပြည်ရဲ့ဒေသအများစုမှာစစ်ပွဲတွေရပ်တန့်လို့နိုင်ငံတော်တည်ငြိမ်မှုပြန်လည်ရရှိလာတာနဲ့တပြိုင်တည်း တကြီးရွယ်အိုတွေရဲ့အခန်းကဏ္ဍကိုအတိမတ်ပြုပြီးလူမှုစီးပွားရေးနယ်ပယ်မှာပါဝင်စေဖို့ဖန်တီးပေးတာမျိုးဆက်တဲ့ကလေးငယ်တွေတိုးပွားဖို့မိသားစုတွေအတွက်ခုသာခံသာရှိတဲ့အခွင့်အလမ်းတွေတိုးမြှင့်ပေးတာတွေကို စတင်လှုပ်ဆောင်ဖို့အချိန်တန်နေပြီလို့တွက်ဆမိတာကို တင်ပြရင်ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသက်တင်ပြချက်ကိုဒီနေရာမှာရပ်တန့်ပါရစေခင်ဗျာ ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းရိုင်းဆိုင်မှုမပါလွတ်လပ်ပွင့်လင်းစွာ comment မှာဝင်ရောက်ရေးသားအကြံပြု နိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ